တဲ့လူဆောင်ရင်းနဲ့ကျွန်တော်တို့ကကျွန်တော်တို့ကကျွန်တော်ကနောက်ပွဲဆောင်သူကဂျိုထွက်နောက်ပွဲဆောင်ဂျိုထွက်အဲ့လိုတွေဖြစ်နေနော်တက်နိုင်မလဲအမှန်တကယ်ကရှေ့အခွာဒီပွဲကစားမလို့ဆိုပြီးတော့မကျွန်တော်ထည့်ထားပြီးသားဒီပွဲလဲကြိုက်ရင်တော့ထိုးပေါ်လေနော် ခဏဆိုတော့ပြောလို့တော့မရဘူးပေါ့နှစ်ခါခွာခြင်းလဲခွာသွားမှာပေါ့နော်ကျွန်တော်ပြပူပါတယ်ကျွန်တော်တို့ဒီပွဲမှာတော့ကျွန်တော်အော်ခိုင်းနေခဲ့တယ်6 6ချစ်လို့ကျွန်တော်စခိုင်းတာနော်အဲ့ဒီမှာကျွန်တော်တို့ဒီနှစ်ဦးတစ်ခါခွာ၄နှစ်ဦးမှာတစ်ခါနဲ့ခွာ၄ထွက်ပြီးတာ ਨੇ သူကနေနှစ်နှစ်ကြော်အဲသူကနေတစ်နှစ်ကြော်မှာ သူကနေတနှစ်ကျော်မှာကျွန်တော်တို့6ထိပ်စီပေါ့နော်ဒီ6 6ပါဝါ1သူက6တခွာတာဒါအဲ့ဒီ6ဒီသူ့ရဲ့နောက်နှစ်မှာကျွန်တော်တို့6ထိပ်စီ၄လုံးကြမယ်ကျွန်တော်ပြောခဲ့တယ်နော်ဒီမှာ6ထိပ်စီတစ်လုံးဒီမှာ6ထိပ်စီတစ်လုံးနှစ်လုံးဒီမှာ3လုံးနောက်ထပ်6ထည့်စီ4လုံးလို့ကြလိုက်ရင်အဲ့ဒီ6ဒီအခွနဲ့ကြမယ်။ဒါကျွန်တော်တလုံးပြောခဲ့တယ် တခါကျွန်တော်ဒုတိယကတ်မှာလည်းအဲ့ဒီလိုပဲတခါနဲ့ကွာလေးရိုက်ထားတော့သူ့ရဲ့နောက်နှစ်ကျွန်တော်တို့ဒီမှာခွန်ပါပါနှစ်ဆိုပြီးခွန်နှစ်သူကခွတ်အဲ့အဲ့ခွန်ဒီသူ့ရဲ့နောက်နှစ်မှာခွန်လေးလုံးတစ်လုံးနှစ်လုံးသုံးလုံးနော်ကျွန်တော်တို့ဒီမှာတစ်လုံးလေးလုံးအဲ့ဒီခွန်လေးလုံးမြောက်နောက်ဆုံးကြတဲ့ခွန်ဒီခွန်ခွာပြီးတော့ကြမယ်เนาะတခါဒီမှာကျွန်တော်တို့ တစ်ခါနဲ့ခွာလေးဖြစ်တယ်သူရဲ့နောက်နှစ်မှာ83ဆိုပြီးပါပါခွာအဲ့ဒီရှစ်ဒီနောက်နှစ်မှာ84လုံးကြရမယ်တို့တို့ဒီမှာတစ်လုံးကြရတယ်ဒီနေရာမှာနှစ်လုံးကြရတယ်ဒီမှာကျွန်တော်၃လုံး၄လုံးမြောက်ဖမ်းတော့ကျွန်တော်ပြခဲ့တယ်ဒီနေ့ထဲမှာ84လုံးမြောက်လာရင်ရှစ်အခွနဲ့လာသူမလာဘူးနော်မလာတော့ကျွန်တော်ကဒီချိန်မှာကျွန်တော်ဖမ်းထားတာပဲနော်ပြီးခဲ့တဲ့ပွဲကသူထွက်တယ်ထွက်သွားပြီလားမပြီးသေးဘူးလားဒါတော့ကျွန်တော်လည်းမပြောတတ်ဘူးနော် ပေမဲ့လေးလုံးတိကျထွက်မယ်ဆိုရင်တော့ပြီးသွားပြီပေါ့လေဒါကျွန်တော်ပြောပြအောင်ဟောအဲ့ဒီမှာကျွန်တော်6တလုံးကြရတယ်6နှလုံးမြောက်6ကတုံညာခါးဘေးမှာတူပါကြရတယ်နော်အဲ့ဒါနှလုံးမြောက်ကတုံညာခါးဘေးမှာဗရိတ်ဆက်နှစ်ရင်ဆိုင်ရပြီးကြရတယ်တခါ3လုံးမြောက်6ဒီနောက်တွဲညီကိုနဲ့ကြရတယ်4လုံးမြောက်6ဒီ6အခွားနဲ့ကြရတယ်အဲ့မှာကျွန်တော်ကဒီချစ် နောက်ပိတ်ပရိငားလို့ရိုက်ထားတဲ့မြင်းကုန်။သူကနှိမ့်ဦးမတဲ့ကပရိငားတွေသူကတည်ခဲ့တာဟုတ်နော်။ဆိုတော့အဲ့ဒါကြောင့်မလို့ဒီချစ်ပိတ်ပရိငားရဲ့အောက်ဆောင်မှာ6 4လုံးမြောက်ဒီခွတ်မယ်နော်။အဲ့ဒီ6တလုံးနှလုံး3လုံး4လုံးပေါ့နော်။ဒါသူက6ထိပ်စီ4လုံးထွက်သွား။အဲ့ဒီနှစ်ထဲမှာလေဒီနှစ်ဦးတစ်ခါပရိငားကြောင့်အဲ့ဒီနှစ်ထဲက9နောက်ပိတ်ပရိငားရဲ့အောက်9နောက်ပိတ်နဲ့ပရိငား သူ့ရဲ့ဇောင်းမှာကျွန်တော်တို့ခွန်ခွာမယ်အဲ့ခွန်ဒီလေးလုံးမြောက်ထိတ်စီနော်အဲ့သူကအဲ့မှာလဲကျွန်တော်တို့ဒီတုံညာခါပရိရှိဘေးမှာပရိရှိရင်ဆိုင်နဲ့ခွန်ထိတ်စီနှလုံးမြောက်ထွက်တယ်ပေါ့နော်ဒီမှာတလုံးထွက်တယ်နှလုံးမြောက်ဒီပရိရင်ဆိုင်သုံးလုံးမြောက်ဒီနောက်တွဲညီကိုလေးလုံးမြောက်ဒီခွန်အခွခွန်နောက်ဘေးပရိငါးပုံဒီရိုက်ထားတဲ့ဇောင်းမှာပဲသူထွက်တယ် တော့ကျွန်တော်တို့ဒီမှာရှစ်ထိပ်ကတစ်လုံးဖြစ်ပြီးနှစ်လုံးမြောက်ရှစ်ထွက်တော့ငါးပရိတ်ရင်ဆိုင်ရိုက်ပြီးထွက်ပြီးเนาะသုံးလုံးမြောက်ရှစ်ထွက်တော့နောက်တွဲညီကိုနဲ့ထွက်တယ်ဒါဆိုရင်လေးလုံးမြောက်ရှစ်တည်6နောက်ပိတ်ပရိတ်9ရဲ့အောက်ဆောင်ဆိုရင်ဒီဘွဲမှာမှကျွန်တော်တို့ကရှစ်အခွကိုကစားရမယ်เนาะအဲ့ဒီမှာရှစ်အခွနဲ့ဆယ်အခွကိုကျွန်တော်ရှစ်6ရှစ်ကိုကျွန်တော်အိုးခိုင်းမယ်ဆိုပြီးဒါကျွန်တော်စောင့်နေတာပဲအခု तू ကချစ်ကြိုခွသွားပြီဆိုတော့ဒီဘွဲက6ကကျွန်တော်တို့ကစားလို့မရတော့เนาะ ော့ကျွန်တော်တို့လည်းကိုကနောက်ပွဲမှာချိန်သူကကြိုထွက်အဲ့လိုမျိုးတွေဖြစ်နေတယ်အခုဒီပွဲအနေထားနဲ့ရကြတော့နော်ကျွန်တော်တို့ကစားလို့မရဲတော့ဘူးပေါ့မှန်တကယ်ဆိုရင်ဒီပွဲမှာကျွန်တော်၁၀ခွက်လိုင်းထိုးခိုင်းမယ်၈ခါနဲ့အဲ၈အခွနဲ့၁၀ခွက်ထိုးခိုင်းမယ်ဆိုပြီးစောင့်နေသူရှိမှထွက်တာတွေကအကုန်လုံးချစ်ပိတ်ပရိတ်9ရဲ့အောင်မြင်ကုန်ခွန်ပိတ်ပရိတ်9ရဲ့အောင်မြင်ကုန် ခုကျွန်တော်တို့ဒီမှာ6အပိတ်နဲ့ဗရင်9ရဲ့အောက်မြင်းကုန်ဆိုဒီပွဲမှာမှထွက်ကမှာသူကကြော်တက်သွားတယ်လို့ဖြစ်နော်အဲတချို့ကျွန်တော်ပြောခဲ့ပါတယ်ကျွန်တော်ပြောပါတယ်ဒီနေရာမှာဒီပွဲမှာတည်းကျွန်တော်တို့စဖမ်းတာပဲရှစ်နှလုံးရှစ်သုံးလုံးမြောက်ထွက်သွားပြီလေးလုံးမြောက်ရှစ်လာရင်ရှစ်ခွပြီးထွက်မယ်ဆိုပြီးတော့နော်အောက်မှာလည်းဘယ်နဲ့ပွဲမှာမကြံတော့ဘူးကျွန်တော်တို့ကဖမ်းထားတဲ့အချိန်မရောက်သေးဘူးနောက်ပွဲမှာဆိုပြီးတော့မျှော်တယ်သူကကြိုထွက်တယ် အဲ့မတက်နိုင်ဘူးအဲ့တော့အဲ့ရှစ်ပါတဲ့ခဏန်းတစ်ခွက်ရှစ်ကိုထိတ်နေတော့မကစားတော့ဘူးเนาะဒါပေမဲ့အဲ့ဒီရှစ်ကအောက်မှာကုံသွားပြီလို့ပြောလို့မရဘူးเนาะသူကရှစ်ထိတ်စည်းပဲကုံသွားတာရှစ်ကမကုံသေးဘူးအဲ့ဒီ site ကပြီးခဲ့တဲ့ပွဲကကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ပြန်ကြစီနီယာခဏန်း669 869 234ကျွန်တော်ချထည့်လိုက်တာเนาะ အဲ့သူကကျွန်တော်ပြလိုက်တော့အဲ့ဒီ site မှာကျွန်တော်မိတ်ဆွေတွေတတိထားမိတ်လာမှာဒီကျွန်တော်ဒီ line ကနေပြီးတော့ခဏ organ 3ခွက်4ခွက်ပေါ့နော်ညီကိုခဏ3ခွက်လုံးကျွန်တော်ကောက်ရွေးထည့်လိုက်တယ်ရှစ်ထိတ်နေပဲကျွန်တော်ထည့်တာပဲ66ခွန်ထည့်တယ်69ခွန်ထည့်တယ်နော်ကျွန်တော်ခွန်နောက်ပိတ်နဲ့ပြန်ရလဲရှိတယ်ဆိုအဲ့ဒီမှာ ပြီးခဲ့တဲ့ဘွဲကကျွန်တော်ပြခဲ့တဲ့ညီကိုကနန်းပြန်ကြဆိုသူကရှေ့တွဲညီကိုနောက်တွဲညီကိုပဲเนาะနောက်တစ်ခုဒီမှာလဲတူတူပဲဒီညီကိုကနန်းပြန်ကြတော့သူကရှေ့တွဲညီကိုနောက်တွဲညီကိုပဲเนาะညီအကိုရှေ့တွဲညီကိုနောက်ဝဲစီနီယာကိုအတဲ့ပေါ့ဗျာเนาะ943ဆို943 654ဆို654ပေါ့เนาะစီနီယာအတဲ့ကြခိုင်းတယ်ဒါကြောင့်မို့ကျွန်တော်ပြီးခဲ့တဲ့ဘွဲက234စီနီယာအတဲ့ကိုကျွန်တော်ထည့်တယ်234နောက်ပိတ်နဲ့ပြန်ကြဆို234 นูကျွန်တော်ထည့်ချလိုက်တာဩဆိုပြီးတော့သူကအခုထွက်သွားတဲ့ခဏက68ဆိုတော့ရှေ့တွဲညီကိုနောက်တွဲညီကိုပဲမှန်တာပဲဒါပေမဲ့ပြန်ကြမဟုတ်ပဲねအပူဖြစ်သွားတာဟုတ်သူ့အောက်မှာထွက်မဲ့ခဏဒီ863ဆိုတဲ့ခဏတကွက်ရှိတယ်တကွက်ရှစ်ခါကိုဦးစားပေးကစားခိုင်းတာပဲနော်ရှစ်ခါကိုဦးစားပေးကစားခိုင်းတာပဲရှစ်ခါကိုကျွန်တော်တို့ ကျွန်တော်တို့နည်းနည်းဒီ site မှာသတိထားပြီးတော့ဒီဘွဲမှာကစားကြည့်မယ်အဲပြီးခဲ့တဲ့ဘွဲကခွန်ထက်စီဗရိတ်ခွန်တဘွဲကျော်မှာစီနီယာကနန်းဆိုပြီးကျွန်တော်ဖမ်းခဲ့တယ်เนาะပြန်ကြအဲ့ဒီမှာပြန်တော့မကြဘူးညီကိုတို့တွေနဲ့အပူးဖြစ်သွားတယ်ဗျเนาะကျွန်တော်အဲ့ဒီမှာလိုချင်တာကဒီနှစ်နှစ်ပါပါဇောင်းသုံးလုံးခွန်လို့ဖြစ်ခဲ့တယ်အဲ့ဒီတစ်ထိတ်စီကိုကျွန်တော်အောက်တဘွဲကျော်မှာတစ်ထိတ် ထဲ့မလားဒါမလားပဲတွေးကြည့်တာပဲเนาะเนาะထဲ့ရင်လည်းထဲ့မှာပေါ့အဲ့ဒီမှာကျွန်တော်ဒီရှစ်ခါးကိုကစားခြင်းတာအဲ့ဒီရှစ်ခါးဒီရှစ်ခါးကသူကဒီမှာတစ်နောက်ပိတ်ပရိသတ်၁ရှိเนาะအဲ့တစ်နောက်ပိတ်ပရိသတ်၁တစ်ရဲ့နောက်ခတ်၈ထိတ်လို့ရိုက်တယ်အဲ့ဒီ၈ရဲ့ပါဝါ၃နောက်ပိတ်တယ်အဲ့ဒီ၃ရဲ့ပါဝါဒီဘွဲကိုကျွန်တော်ရှစ်ခါးလို့ပြန်ထည့်ပါပဲအော် အခုဒီမှာလည်းအဲ့ဒီအတိုင်းပဲနော်တခွန်ထိတ်စီးဗရိတ်ခွန်နှစ်ပွဲကြုံမှာ ပြန်ရအညီကိုကနန်းပေါ့ထွက်တယ်ပေါ့နော်အဲ့ညီအကိုထွက်ပြီးတာနဲ့သူ့ရဲ့အောက်မှာကျွန်တော်တို့ဒီ၄ထိတ်က၄ထိတ်လို့စင်းမလားနော်ဒါတော့မလားပဲရှိတာသိဘူးအဲ့တော့ကျွန်တော်ဒီနေရာမှာလိုချင်တာကကျွန်တော်တို့ဒီတစ်ထိတ်ဗရိတ်7ဖြစ်ထားတယ်တစ်နောက်ပိတ်ဗရိတ်7အဲ့အဲ့တစ်နောက်ပိတ်ရဲ့နှက်ခ8ထိတ်8ရဲ့ပါဝါ 3တော့ပဲ3ပါပါဒီနေရာမှာကျွန်တော်ရှစ်ခါပြန်ထည့်နော်အခုဒီမှာကျွန်တော်တို့1နောက်ပဲပရိစ္ဆတ်1ရှိတယ်1ရဲ့ပါနှစ်ခါ8အဲ့ဒီ8ရဲ့ပါပါ3ဒီပွဲကို3ပါပါရှစ်ခါလို့ကျွန်တော်ပြန်ထည့်နော်ထည့်လိုက်လို့ရှိရင်အဲ့ဒီရှစ်ခါနဲ့ကနန်းဒီသူကနေ8 1 2 3 4 5 6 9 8 9နှစ်မြောက်တဲ့က6 9 8ဆိုတဲ့ကနန်းဒီမှာလာထွက် လာထွက်တော့ဒီတိထိတ်ကတိထိတ်နဲ့ရှစ်ခွန်တိလို့ထွက်သလားဒါတမျိုးအဲ့တော့ဒီမှာလဲကျွန်တော်တို့အခုတိနှစ်ခါရှစ်ရှစ်ပါဝါ3 3ရဲ့ဇောင်းမှာ3ပါဝါရှစ်ခါနဲ့ပြန်ထွက်မယ်8 4 6ဒီရှစ်တိ2 3 4 5 6ခွန်8ကိုနေမြောက်ပါကနေနော်864ဆိုတဲ့ဒီမှာလဲဒီ၄ထိတ်က၄ထိတ်နဲ့864လို့ထွက်တာလား ဲဆိုရင်ဒီနေရာမှာကျွန်တော်တို့ကဒီ6ထိပ်ကို6ထိပ်လို့ထည့်မလားဒါမှမဟုတ်ရင်ဒီဘွဲမှာ6ထိပ်ကျွန်တော်ဖျံပတ်တာရှိတယ်เนาะဒါပေမဲ့6ကိုကျွန်တော်ဒီမှာ6နှလုံးမြောက်ဒီအခွနောက်ထပ်6တလုံးလာရင်ဒီနေရာလာမယ်ဆိုပြီးကျွန်တော်ခေါ်ထားတာဒီမှာသူကြိုထွက်သွားပြန်အဲ့တော့6 3လုံးကဒီမှာတော့ပြည့်သွားပြီလားမသိဘူးဒါပေမဲ့ဒီနေရာမှာလည်းကျွန်တော်6ထိပ်ကိုခေါ်ထားပြတာရှိထားလိုက်ပါတော့အဲ့တော့6 6မှာ6 6ဒီနေရာမှာကျွန်တော်8ခါးနဲ့ကနန်းတကွက် အချစ်9နှစ်မြောက်1 2 3 4 5 6 7 9နှစ်မြောက်ကရှစ်ခါနဲ့ကဏ္ဍကအဲ့ဒီနှစ်ထဲမှာရှစ်ပါတဲ့ကဏ္ဍ3ခွက်ထဲထွက်တယ်ရှစ်9 1ကဲရှစ်9 5ရဲ့ရှစ်6 3ကဏ္ဍ3ခွက်ထဲထွက်တယ်ကျန်တဲ့ကဏ္ဍရှစ်တခွက်မှမပါဘူးနော်တေချာကြည့်အဲ့ဒီနှစ်ထဲမှာရှစ်ပါတဲ့ကဏ္ဍ3ခွက်ထဲရှိမရှိဘူးနော်အဲ့ရှစ်ပါတဲ့ကဏ္ဍဒီ3ခွက်ထဲမှာ ကျွန်တော်ပြောသလို6ထိပ်ဒီ6ထိပ်နဲ့ပြင်ရရင်လည်း8 3 6ဆိုတဲ့ကဏ္ဍတစ်ခွက်ပဲရှိတယ်တကယ်လို့အဲ့ဒီကဏ္ဍကိုမလိုချင်လို့ဒီကဏ္ဍနှစ်ခွက်နော်ဒါကကျွန်တော်တို့မဖြစ်မနေ8ပါတဲ့ကဏ္ဍ3ခွက်တည်းရှိတာမို့လို့ကစားသင့်တယ်အဲ့ကျွန်တော်8ခါနဲ့ထည့်ပြီးလိုက်မယ်ပေါ့ဗျာနော်8ခါနဲ့ထည့်ပြီးလိုက်မယ်ဒီကဏ္ဍ3ခွက်ဒါဓာတ်ပုံလေးရိုက်ပြီးတော့ယူထားလိုက်နော်ခွဲကိုမှတ်ထားလိုက်2019ကရှစ်ပါတဲ့ကဏ္ဍ3ခွက်ပဲရှိတယ်เนาะ69 1853 ဒီ3ခွက်ထည့်ထိုးအဲ့ဒီ6ရဲ့ပါဝါ33ပါဝါ6เนาะကျွန်တော်တို့အဲ့ဒီနေရာမှာတော့ဒီမှာ2 8ပေါ့ဗျာเนาะတခါဒီမှာ3 8 3အခုကျွန်တော်တို့ဒီနေရာမှာ4 8 3เนาะကျွန်တော်တို့ဒီလိုမျိုးပေါင်းချင်း5 4 3တို့လဲသူကယူသွားလို့ရတယ်အဲ့နောက်တစ်ခုကကျွန်တော်ပြဖို့ပါတယ်ကျွန်တော်ဒီမှာ3နှစ်ချာ တစ်ပိတ်သုံးညပိတ်ကိုပိတ်ပဲဒီတစ်သုံးညကိုနောက်ပိတ်ထားတဲ့ခဏဒီသုံးခွက်ဒီတစ်တစ်ချောက်ခွန်35ခုရှိနော်တစ်တစ်ချောက်ကဒီမှာ10ပိတ်10ပိတ်ဇောင်းတက်ပေါက်တဲ့ဇောင်းမှာတစ်တစ်ချောက်လို့ထွက်တခါဒီမှာ10ပိတ်10ပိတ်လို့ဇောင်းတက်ပေါက်တဲ့ဇောင်းမှာခွန်သုံးညသုံးထွက်တယ်အဲဒီနှစ်ခွက်ထွက်ပြီးပြီကြံနေတဲ့တစ်ခွက်ဒီကျွန်တော်တို့ဒီမှာ10ပိတ်10ပိတ်လို့ဇောင်းပေါက်ဒီဇောင်းမှာဆိုရင်15ခုကျွန်တော်ရှစ်ခါနဲ့ထဲမယ်နော်ဒီကောင်ကငါ6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 166 167 168 169 170 171 172 173 174 175 176 177 178 169 ်9 8 5เนาะဒီတစ်ချိန်မဲထိုးတရားကြံတော့အဲ့ဒီကောင်3ခွက်လုံးတစ်ပိတ်3ညပိတ်9ပိတ်အဲ့တစ်3ည9ပိတ်ထားခဲ့တယ်ခဲ့နဲ့116 3089เนาะ116 3030တုံးနှစ်ကြော်လိုက်ရင်ဒီနေ့ထဲမှာ169ရှစ်ပိတ်ဇောင်းတက်ပေါက်ထားတဲ့အောက်ဇောင်းမှာထွက်မယ်ဆိုရင်ဒီပွဲမှာရှစ်ခါလဲရှိတာမို့လို့ကျွန်တော်မိတ်ဆွေတွေထိုးတဲ့เนาะဒီကောင်မဟုတ်ဘူးရှစ်ခါနဲ့ဒီနှစ်ခွက်ပဲထိုး ဟုတ်ပြီလားကဲအဲ့တော့ရှစ်လေးလုံးမြောက်ကြရင်ခွခွာတာပဲကျွန်တော်တို့ရှစ်ထိတ်လဲတွေ့တယ်ဒါပေမဲ့ရှစ်ထိတ်ကိုကျွန်တော်တို့ကပြန်ကြပဲကစားတာဟုတ်နော်ရှစ်ခွာကိုမကစားမိဘူးအဲ့တော့လွဲတယ်ပေါ့ဗျာနော်အားလုံးပဲတန်ကောင်းကြပါသေးတယ်နော်